နိုဝင်ဘာလ18ရက်ကကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးပွဲမှာဒေါ်နယ်ထရန့်တင်ပြထားတဲ့အချက်20ပါးဂါဇာပြည်ထနာဖြေရှင်းရေးအဆိုကိုမဲခွဲဆုံးဖြတ်ရာ UK ပြင်သစ်နဲ့ဆိုမာလီယာအပါအဝင်နိုင်ငံပေါင်း73နိုင်ငံကထောက်ခံခဲ့ပြီးရုရှားနဲ့တရုတ်တို့ကအမဲမပေးဘဲကန့်ကွက်မဲမရှိတဲ့အတွက်လုံခြုံရေးကောင်စီကထောက်ခံအတိပြုပေးလိုက်ပြီးဖြစ်ပါတယ်။ Israel နဲ့ Hamas တို့ကြား ပြပခချုပ်ငင်းရေးအစိုးပြုလာအချက်20မှာငင်းညာရေးဘုတ်အဖွဲ့ကိုထူထောင်ခြင်းနဲ့နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့ ISF ကိုဆေလွတ်ထားရှိတာတွေပါဝင်ပါတယ်။ဒေါ်နယ်ထရန့်ကမိမိဥက္ကဋ္ဌအဖြစ်ဦးဆောင်မဲ့ငင်းညာရေးဘုတ်အဖွဲ့မှာကမ္ဘာထိပ်တန်းခေါင်းဆောင်ကြီးတွေပါဝင်မှာဖြစ်ပြီးကုလသမဂ္ဂတမိုင်းတခြားခုသဘောတူညီချက်ဟာအကြီးမားဆုံးသောတမိုင်းတွင်မှုကြီးဖြစ်ကကမ္ဘာကြီးတစ်ခုလုံးကိုပုံမှန်ငင်းညာရေးထူထောင်သွားမယ်လို့ဂုံယူစွာပြောကြားသွားခဲ့ပါတယ်။ ဟားမတ်ဘက်ကပါလက်စတိုင်းတွေရဲ့အခွင့်အရေးနဲ့တောင်းဆိုမှုကိုလစ်လူရှုတဲ့ဆုံးဖြတ်ချက်ဖြစ်တာကြောင့်လက်မခံနိုင်ဘူးလို့ငြင်းချက်ထုတ်ပြန်ခဲ့ပါတယ်။ငြိမ်းချမ်းရေးဖွဲ့ဖွဲ့ပြီးချိန်ဂါဇာကမ်းမြောင်ဒေသကိုနိုင်ငံတကာကဦးစီးထိန်းချုပ်ပေးမဲ့ရန်ရယာတရထူထောင်ပြီးဟားမတ်တို့လက်နက်ဖြတ်သိမ်းရေးနဲ့ဂါဇာကနေနှင်ထုတ်ရေးတို့ကိုနိုင်ငံတကာကပါဝင်မဲ့ခေါင်းဆောင်တွေရဲ့အကြံဉာဏ်နဲ့ရန်ပုံငွေတွေကိုဂါဇာပြန်လည်ထူထောင်ရေးနဲ့အစိုးရတင်းမြောက်ရေးကို ြည်သူဆန္ဒနဲ့လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။ American ဘက်ကပါလက်စတိုင်းနယ်မြေပိုင်ဆိုင်မှုကိုအာမခံချက်ပေးသွားမှာဖြစ်ပြီးအရှေ့လယ်ပိုင်းဒေသအတွင်းအစ္စရေးနဲ့ပတ်သက်တဲ့စီရင်ချင်းချောက်မှုတွေပြက်ကွယ်သွားဖို့ကအဓိကရည်မှန်းချက်ဖြစ်ကြောင်းနဲ့လက်ရှိဟားမတ်တို့ဖွဲ့စည်းထားတဲ့ဂါဇာရဲတပ်ဖွဲ့ကိုဖျက်သိမ်းပြီးအစ်စ်လေ့ကျင့်ဖွဲ့စည်းမဲ့ပါလက်စတိုင်းရဲတပ်ဖွဲ့ကိုဖွဲ့စည်းစေမယ်လို့လည်းထုတ်ပြန်ထားပါတယ်။